အားလုံးပဲမင်္ဂလာပါဗီဒီယိုရမကျူးသူပါတယ်ကျွန်တော်မနောပေးတယ်ပါအင်းတချို့ရအဝင်ပေါက်မှာပဲဖြစ်ဖြစ်ပြတင်းပါ တကားရီနာမှာဖြစ်ဖြစ်ကြည်မှန်တစ်ချက်ကိုခြေသက်ထားတာကိုတွေ့ဦးကြမှာပါဒါဟာအင်းရဲ့ချိုးရင်ချက်ကိုပြုပြင်ဖို့စမ်းပေတဲ့သဘောအရရရခြေချင်းတစ်မျိုးဖြစ်ပါတယ် ဘာလို့ခြေဆက်ထားတာလဲဆိုတော့ကိုနေထိုင်တဲ့အိမ်ကအရန်ချင်းပြီးတော့ခေါင်းရင်အိမ်ဒါမှမဟုတ်ခြေရင်အိမ်ကအရန်မြင့်နေတယ်ဆိုရင်စမ်းဖေတင်ပညာရအဲ့ဒီအိမ်ကအညံ့ခိုက်တည်းရှိတတ်ပါတယ်မိမိရဲ့သားသမီးလက်အောက်ငယ်သားတွေကျမ်းမာရေးစီးပွားရေးညံပြင်းတည်တတ်ပါတယ်မျက်နှာချင်းတိုင်းအိမ်ကအရန်မြင့်ပြီးတော့ ခေါင်းမို့အချုံကကိုနေတဲ့အိမ်နဲ့တက်တက်ကြရင်လေကိုရဲ့အိမ်မှာကញ្ញန်းတက်ပါတယ်မြမတို့ရဲ့စမ်းပေတင်ကျန်းနေမှာရောတရုတ်ပြည်ရဲ့ဖုံးရှိပညာပါပါအခိုင်မာဖော်ပြထားပါတယ်ဒီလိုဖြစ်နေတဲ့အိမ်များသူဟာနေရဲ့မျက်နှာချင်းတိုင်းဒါမှမဟုတ်ခြေရင်းခေါင်းရင်းမှာဆက်ယုံအလုတ်ယုံနေအိမ်ထပ်ပုံမြင့်တဲ့တိုင်း နေတစ်ခုခုရှိပါနေပါကမိတ်ဆွေရဲ့နေပြတင်းပေါက်မှာအလင်းကောင်းမွန်စွာပြန်နိုင်တဲ့မှန်တစ်ချက်ကိုတက်ထားလိုက်မယ်ဆိုရင်အိမ်မှာစိုးညံ့နေပြဲပြီးလောက်ကင်သမျှကြံစီတွေအောင်မြင်သေးပါလေသေးတိုင်းစားတော့တိုင်းတီထားတဲ့အိမ်ဒီမှာဆိုရင်ရှေးရက်ကိုမျက်နှာမူပြီးတော့မှန်တစ်ချက်ကိုချိန်ဆထားတဲ့မှာလေအဲ့ဒီလိုချိန်ဆခြင်းထားခြင်းအပြင် ဝင်ငွေနဲ့သာတိုးတက်ပြီးအရာဝင်ကောင်းမှုသေးတာကြောင့်ယုံကြည်သူ အများပြားကအင်းရဲ့ဝင်ပေါက်မှာ ခြေသွက်ထားတာဖြစ်ပါလေခြေထားတဲ့မှန်ကိုမကွဲဘူးတန်းစင်နေဖို့နဲ့အလင်းကောင်းမှုစွာ ပြန်နိုင်ဖို့ကိုတော့သတိပြုရမှာပဲဖြစ်ပါလေအင်းရဲ့ရှိပဲကောင်းရင်ပဲကောင်းရင်ခြေရင်မြတ်ရှင်းတိုင်းရင်ကို လှည့်ထားဖို့ကိုဂယုပြုရမှာပဲဖြစ်ပါတယ်။အားလုံးမိတ်ဆွေများရှင်လဲချမ်းမြေ့ကြပါသည်ခင်ဗျာ။